Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 10ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်အတူတိုင်းမှကြည့်ရမှာဖြစ်ပါတယ် Okay ဒီနေ့မှာတော့တကယ်ပဲစိတ်မကောင်းစရာသတင်းတွေလည်းရှိသလိုဘဝသားစရာသတင်းကောင်းတွေလည်းရှိပါတယ်เนาะအဲ့တော့စိတ်မကောင်းစရာသတင်းဆိုတော့တခြားတော့မဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီကျွန်တော်တော်လိုင်းတစ်ဖွဲ့တွေကမနေ့ကပေါ့နော်မြို့တွေကိုတင်းပိုက်ပြီးနောက်ပိုင်းမှာ Champions League ကောင်စီကဒီဘလောက်ထိအကျဉ်းချုပ်လဲဆိုရင် ပြည်သူတွေရှိတဲ့နေရာတွေတောင်းမှာဘုံကျဲတဲ့တော့နော်ပြည်သူ40လောက်ဒီဘုံကျဲတဲ့နေရာမှာဒီအသက်တွေဆွန့်လိုက်ရတယ်ဆိုတဲ့သတင်းကိုကျွန်တော်ကြားသိရတာဖြစ်ပါတယ်နော်အဲ့တော့ main online ကအခုချိန်မှာဆိုရင်တော်လိုင်းတစ်ဖွဲ့တွေကိုမနိုင်လို့ပြည်သူတွေကိုဘုံကျဲတဲ့အနေအထားတွေကျွန်တော်တွေ့နေရတာဖြစ်ပါတယ်နော်ဒါအပြင်တခြားသတင်းတွေကိုကျွန်တော်ဒီနေ့မှာကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လူရေးတူရှင်သတင်းနဲ့ဆက်လိုက်အောင်နော် ပမောဆုံးသတင်းပုတ်ကတော့ခမောက်ကြီးမြို့နယ်တွင်စက်ကြီးကောက်လာသော မာရန်တိုက်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်သောရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပောင်ရဲ၃ဦးသေဆုံးပြီးလက်နက်ခင်းတွေပါရရှိသွားတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်နော်အဲ့တော့ဒီရဲစခန်းမှု၃ရောက်ပါတဲ့ဒီကားတွေဆိုင်ငယ်တွေပေါ့နော်သူတို့လာတဲ့အချိန်မှာသူတိုက်ခိုက်တယ်ဖြစ်ပါတယ်အဲ့မှာတင်းစေးရမိလက်နက်တွေဆိုတဲ့နဲတာပုံမှာကြည့်ပါအောင်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်အာဏာရှင်တိုက်ဖြတ်ရေးနေဦးတော်လိုင်းအင်အားစုများနဲ့အတူစပြုခဲ့တဲ့ 2029စစ်စင်ရေးကိုတော်လန်ရေးအောင်ပွဲရောက်ရှိသည့်အထိအစည်းလုံးညီညွတ်မိဟုမြောက်ပိုင်းညီနောင်တုံးဖွဲ့ကဂရိပြုလိုက်တယ်ဆိုရင်သတင်းမဖြစ်ပါဘူးเนาะအဲ့တော့ဒီနေ့ကသိတိုင်းပဲအာခတ်တော်အေရ16နှစ်မြောက် တက်တီထောင်တဲ့နေ့နှစ်ပတ်လည်ခမ်းနားမှာဒီ MMDA နဲ့ TLA ကဒီတဝန်တော်ပြဖို့တဲ့အနေထားပဲဖြစ်ပါတယ်เนาะအဲ့တော့လူတော်လိုက်ပြီးမြောက်ဒီအထိအတူတူကလက်တွဲသွားမယ်လို့သူတို့ကြေညာထားတာဖြစ်တယ်တော်ပါတော့နောက်ပိုင်းကျရင်တော့ဘယ်လိုမျိုးအစီအစဉ်တွေထွက်လာအောင်လဲဆိုတော့မသိဘူးဒါပေမဲ့ညီနောင်၃ဖွဲ့ကလက်တွဲမယ်လက်တွဲရဲဆိုတာတွေ့ရတဲ့အတွက်တကယ်ပဲဝမ်းသာဖို့ကောင်းပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့နိုင်ငံတော်ရှိစစ်တရှိတန်းစခန်းများနဲ့စစ်မြေပြင်များတွင်ရေဒီယာအဖြစ်ယတနာတုတ်ကိုကိုယ့်ရဲ့ကိုကြီးညတိုင်းရွက်ဖက်ခိုင်းနေတယ်ဆိုတဲ့နေထားဖြစ်ပါတယ်နော်အဲ့တော့အချက်ဘက်စစ်ကောင်စီကစစ်ရှုံးနေတယ်အများကြီးစစ်ရှုံးနေတယ်တော့ပါနော်ယတနာရွတ်ဒီယတနာတုတ်တွေကိုရွတ်ရွက်ဖက်နေရတဲ့နေထားဖြစ်ပါတယ်ယတနာတုတ်ပူဇော်ခိုင်းတာကအရက်ဖက်စစ်ဖက်မခွဲခြားပါဘူးတဲ့ရှေ့တက်စကန်နေတဲ့တရင်တစ်ဖွဲ့ဒီမှာလေဒါပဲရွက်ဖက်ပူဇော်ခိုင်းတာပါတယ်ဆိုပြီးတော့နေပြီးတော့သတင်းကြီးများကလည်းသိရပါတယ်နော်အဲ့တော့ဘယ်လောက်တော့ကြောက်နေပြီလဲဆိုတာမြင်တဲ့အတိုင်းပါပဲနော် ဲနောက်တဲ့တင်တဲ့ဘုတ်ကတော့ကျွန်တော်ဝန်နေဆရာတင်ဖြစ်ပါတယ်နော်ကျမစစ်ကောင်စီရုပ်မှန်မှုလည်းဖြစ်ပါတယ်စကိုင်းတိုင်းဂျိုးတော်နန်းခန့်ကိုလေးဖြစ်ဘုံကျဲပြည်သူ20ထဲမှာကတည်ဆုံသွားတယ်ဆိုတဲ့တင်မဖြစ်ပါတယ်အဲ့တော့ ဒီမှာဆိုရင်စကိုင်းတိုင်းကောလင်းခရိုင်ဝင်းတုံမြို့နယ်အတွင်းရှိဂျိုးတောင်နန်းခမ်းရွာကိုစစ်ကောင်စီကလေပြင်းဘုံကျဲတိုက်ခိုက်သောကြောင့်ဒေသခံ30ထပ်မင်းနဲ့တည်ဆုံခဲ့ရတယ်လို့သိရှိရပါတယ်နော်အဲ့တော့အချမ်းမစစ်ကောင်စီကဒီကျွန်တော်တို့ဒီအင်ဒိုတို့ဖလန်တို့ကြပြီးနောက်ပိုင်းမှာပေါ့နော်ညောင်ဂျိုးတို့ကြပြီးနောက်ပိုင်းမှာပြည်သူတွေကိုတာဂက်ထားပြီးမှာပေါ့နော်တိုက်ခိုက်တဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့တော်လိုင်းတစ်ဖွဲ့တို့မနိုင်တိုင်းပြည်သူတွေဒီလိုမျိုးဘုံကျဲတယ်ဆိုတာအခုကတစ်ခါလဲမဟုတ်ဘူးတစ်ခါလဲမဟုတ်တော့အများကြီးဖြစ်နေတွေ့ရပါတယ်နော် ကဲဒါနဲ့တင်တဲ့ပုဒ်ကတော့ဗမော်တိုက်ပွဲအတွင်းစစ်တပ်အရာရှိ၈ဦးအပါဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးပျောက်ဆုံးမှုများရှိနေတယ်ဆိုတဲ့သတင်းလေးကျွန်တော်နားထောင်ကြည့်အောင်နော်ဒါကတော့ KIA နဲ့ဒီအချက်မဲ့စစ်ကောင်စီတိုက်ပွဲဖြစ်နေတဲ့ဗမော်တိုက်ပွဲအကြောင်းဖြစ်ပါတယ်နော်အတွင်းစစ်ကောင်စီဘက်ကအရာရှိ၈ဦးအပါဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးပျောက်ဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ24ရက်ကနေမက်လ25ရက်ထိပေးပို့တဲ့စီးရင်အရာ ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိ8ဦးပါဝင်တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။စစ်တပ်က drone နဲ့အဓိက3မီတန်ခိုက်လို့ KIA ဘက်ကထိခိုက်မှုရှိတယ်လို့စစ်တပ်ဘက်ကလည်းရာချီသိမ်းဆုံးမှုရှိတယ်။တရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမျိုးအချိန်ယူရပါတယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်။တချင်းတော့အဲ့တမရော KIA က ဗမော်မျိုးသိန်းတိုင်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံမှုတွေများတယ်လို့သိရပါဗျ။စစ်ကောင်စီကဗမော်မျိုးကိုဧပြီလ9ရက်ထိလေးချောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးဒရုန်းပုံးတွေပါကျဲချတိုက်ခိုက်နေတယ်လို့ကချင်တရင်းညစ်ထံကသိရပါဗျ။စစ်တပ်ကအပြည့်ရတဲ့ပြောပေမဲ့မြေပြင်မှာတော့အပြစ်မရပါဘူး။ဗမော်ဘုံထောင်ရှောက်ကျဲတဲ့စစ်ကြောင်းထိုးတယ်ဒီနေ့မနက်ဘုံလာကျဲပါတယ်လို့ ကချင်သတင်းရှင်နစ်က ERR Times ကိုပြောပါရယ်စီကောင်စီက drone နည်းပညာကိုမြင့်တင်ပြီး drone အထူးတံဖွဲ့တွေထားပြီးတိုက်ခိုက်နေကခရိုင်ဘက်ကပြစ်ချလိုက်တဲ့ drone အရေအတွက်ကိုအစားထိုးနိုင်မှုအရေးပေါ်တောင်းခံမှုတွေရှိတယ်လို့သိရပါရယ်ကဲအဲ့တော့ဗမောတော်တော်လေးကိုဖိအားပေးတဲ့အနေအထားမှာတွေ့ရပါတော့ဗမောမျိုးမချဖို့ချမ်းပတ်စစ်ကောင်စီကစစ်ကူတွေဇာတိုက်ပို့နေတယ်ပြီးတော့ဒီ drone နဲ့ပတ်သက်တဲ့ဟာတွေဆိုရင် drone ကိုအများကြီးသုံးတယ်လို့ကြားရပါတော့အဲ့ဒါကြောင့်လည်းဗမောမျိုးကခုချိန်မှာမျိုးလေးနိုင်ွယ်နည်းနည်းကြာနေတာဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့เนาะတကယ်ပဲဆက်ဆုပ်စရာပါเนาะဒီတရုတ်ကြီးကသူများနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုမဆွတ်ဖက်ပါဘူးဆိုပြီးမှအခုချိန်မှာဆိုရင်ယူကရိန်းတိုက်ပွဲမှာဆိုရင်သူတို့ရဲ့ဒီတရုတ်စစ်သားတွေပေါ့ပါလာတဲ့ဟာတွေဖမ်းမိတဲ့ဟာတွေကျွန်တော်တို့တွေ့ခဲ့ပြီးပေါ့နော်နှစ်ယောက်ကိုဖမ်းမိတယ်ပေါ့နော်အခုဆိုရင်ဒီ6ဒီ UK ထောက်လိုင်းရေးအဖွဲ့တွေကထောက်လိုင်းကြည့်တဲ့ခါမှာအာဒီတရုတ်စစ်သား150လောက်ပါတယ်လို့ကြည့်ရပါတော့နော်တချို့လည်းတေကုန်ပြီလို့ပြောတယ်ပေါ့နော်အဲ့တော့ဒီပြန်ပြီးတော့ချုပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒီရုရှားမှာက ရုရှားရဲ့မြောက်ကိုရီးယားရဲ့ပါပြီပါတယ်ဗောနော်မြောက်ကိုရီးယားစစ်သားတွေလည်းဟိုတစ်ခေါက်ဖမ်းမိထားပြီဗောနော်အခုဆိုရင်တရုတ်တွေလည်းပါလာတယ်ဖြစ်တဲ့အတွက်ဒါကဒီတရက်ကဘာစစ်ကူတော်ဥတီနေတဲ့အနေအထားတွေတွေ့နေရပြီဗောနော်အဲ့တော့အခုချိန်မှာဆိုရင် US ကဒီပုံမှန်ငင်းချင်းရကျင်နေဆိုတာလေဒီတတိယကဘာစစ်မဖြစ်အောင်ရှောင်နေတဲ့သဘောလားတော့မသိဘူးနော်ဘလိုပဲပြောအခုချိန်မှာဆိုရင်တကယ့်အင်အားကြီးနိုင်ငံတွေကိုဒီရုရှားမှာတွေ့နေရတာဖြစ်တဲ့အတွက်ပေါ့နော်တတိယကဘာစစ်ကတိတ်တိတ်ဖြစ်နေရလားတော့ထင်စရာရှိတယ်ပေါ့နော်အဲ့တော့ဘာပြောအကြံပတ်ဒီ ဒီတရုတ်တွေရေပေါ့နော်သူတို့ရဲ့လုံတဲ့စကားပြောတာနဲ့မညီတဲ့ဟာတွေပေါ့နော်အခုချိန်မှာတွေ့နေရတာဖြစ်ပါတယ်အဲ့တော့ဒီတရုတ်150ပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ထားတယ်နောက်တော့ကြည့်အောင်နော်ရှားဘက်ကပါဝင်တက်ခန့်နေတဲ့တရုတ်စစ်သားအ ਨੇ စုံ150ကျော်ရှိတယ်လို့ယူကရိန်းကစွပ်စွဲထားပါတယ်ယူကရိန်းထောက်လန်ရေးကအဲ့ဒီတရုတ်နိုင်ငံသားစုစုပေါင်း155ရောက်ရဲ့အချက်လက်တွေကိုစုံစမ်းသိထားပြီလို့ပြောပါတယ်အခုသတင်းပတ်ထဲမှာရုရှားစစ်တပ်ထဲကတရုတ်နိုင်ငံသား2ဦးကိုအရှင်ဖမ်းမိခဲ့တဲ့နောက် ဒီဆွဆွဲချက်ကိုယူကရိန်းကနောက်ဆက်တွဲထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ယူကရိန်းလုံခြုံရေးအေဂျင်စီတွေရဲ့မှတ်တမ်းတချို့ကို CNN သတင်းဌာနကလေ့လာခွင့်ရခဲ့တဲ့အခါတရုတ်နိုင်ငံသား150ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေရုရှားစစ်တပ်မှယူထားတဲ့ယာဒူးနဲ့တာဝန်တွေကိုစည်ရင်းပြုစုထားတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အများစုကရုရှားစစ်တပ်ရဲ့အောက်ခြေအဆင့်ယာဒူးတွေမှာဖြစ်ကြပြီး2024ခုနှစ်တုန်းကအချက်အလက်တွေလို့ဆိုပါတယ်။ ရုရှားကတရုတ်စစ်သားတွေကိုကြေးစားစာချုပ်တွေချုပ်ဆိုပြီးအခကြေးငွေနဲ့ငှားရမ်းခေါ်ယူလေးရှိကြောင်းပြီးတော့တချို့ဟာရှေ့တန်းစစ်မြေပြင်မှာတိတ်ဆုံးခဲ့ကြပြီးဖြစ်တယ်လို့ယူကရိန်းထောက်လှမ်းရေးကယူဆထားပါတယ်တရုတ်စစ်သားတွေရုရှားတပ်ထဲရောက်နေတာဟာတရုတ်အစိုးရရဲ့မူဝါဒတစ်ခုခုကြောင့်လားဆိုတဲ့မေးခွန်းတွေကိုတော့ဇယ်လမ်စကီးကသူလည်းအဲ့ဒီအတွက်အပြေမရသေးကြောင်းယူကရိန်းထောက်လှမ်းရေးကလည်းစမ်းစစ်ဖော်ထုတ်ဖို့ကြိုးစားနေကြောင်းပြန်ဖြေခဲ့ပါတယ်အစောပိုင်းတုန်းကတော့ယူကရိန်းအရှေ့ပိုင်းဒွန်ယက်စ်ဒေသတွေမှာ တရုတ်စစ်သား၂ယောက်ကိုအရှင်ဖမ်းမိခဲ့တဲ့နောက်ယူကရိန်းဟာတရုတ်တန်ရုံးကိုဖြည့်ရှင်းချက်တောင်းခံခဲ့သလိုစစ်ပွဲမှာကြားနေမယ်ဆိုတဲ့တရုတ်ရဲ့ရည်တည်ချက်ကိုလည်းမေးခွန်းထုတ်ခဲ့ပါတယ်။တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရအရာရှိလင်ကျန်းကတော့ယူကရိန်းစစ်ပွဲမှာတရုတ်နိုင်ငံသားတွေဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ဆက်ဆွဲမှုတွေကအခြေအမြစ်ကင်းမဲ့လွန်တယ်လို့တုံ့ပြန်ထားပါတယ်။ဘလို့ပြည်ပစစ်ရေးပြည်ပခတွေမှာမှတရုတ်နိုင်ငံသားတွေဝင်မပါဖို့အထူးသဖြင့်တစ်ဖက်ဖက်ကစစ်ရေးကိစ္စတွေနဲ့မပတ်သက်ဖို့ နိုင်ငံသားတွေကိုတရုတ်အစိုးရကတိတိကျကျတိုက်တွန်းညွှန်ကြားထားပြီးဖြစ်တယ်လို့လင်ကပြောကြားထားပါတယ်ရှင်။ကဲအဲ့တော့သူတို့ဒီလောက်လက်ပုလက်ချက်မိတာမှပြောင်းညင်းတဲ့အနေထားတွေ့ရမှာနော်တရုတ်ကတော့အဲ့တော့ဘာဖြစ်ပြောဒီကိစ္စကတော့ပေါ့တိတိတော့မဟုတ်ဘူးနော်အဲ့တော့ဒီ US ကလည်းဒီကိစ္စလည်းကြည့်နေမှာတော့မဟုတ်ပါဘူးနော်အဲ့တော့ဒီပေါ်မှာလည်းအခြေအနေအကြောင်းအရာတစ်ခုတော့ထူးခြားလာမယ်ထင်ပါတယ်နော်အဲ့တော့ဒီမှာစစ်တုံးမှအရှင်ဖမ်းမိထားတယ်ဆိုတော့ဒီတရုတ်ကြီးကတော့ဒီကိစ္စကိုရှင်းရမသေးကြပါဘူးနော် ကဲအချမ်းမစစ်ကောင်စီရဲ့ဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတဲ့ဒီနေ့နားထောင်ကြအောင်နော်ဒီရောမှာဘယ်လောက်ထိထိခိုက်သွားလဲဘယ်လိုမျိုးကျဲသွားလဲဆိုတဲ့အကြောင်းတွေတင်ဆက်ထားရလေပေါ့နော်ကောလင်ခိုင်ဟိုဘက်ဆိုကတ္တာကအင်းတော်မျိုးဒါဒေါ်လန်ရေးဘွဲတွေတင်းလိုက်တယ်ပေါ့လေဒီဥစ္စာဆိုရင်ဒါအင်းတော်နဲ့ဒါနယ်မြေချင်းကလည်းတိတ်မဝေဘူးပြောလို့ရတာပေါ့လေအဲ့လို့ဆိုတော့ဒီဥစ္စာမျိုးဆုံးချုံလို့အဲ့လိုမျိုးဟိုရမ်းတမ်းပြီးတော့စည်ရေးပြတ်မှတ်မဟုတ်တာတွေရမ်းတမ်းပြစ်ပြစ်ခတ်တဲ့တဘော ပြောလို့ရမလားမသိဘူးเนาะဈေးဥစုကလေဟုတ်ကဲ့ပါအဲ့ဒီပါပဲကျွန်တော်နော်ရေဘူးရအားဖြင့်ကျွန်တော်သုံးသပ်ထားတာကတော့သူတို့အင်းတော်ကတော့ကျွန်တော်တို့ဧပြီ9ရက်ညအချိန်နိုင်လောက်မှာအပြီးပိုင်းမျိုးသိမ်းတိုက်ပွဲဆင်ရွက်ပြီးသွားတယ်ပေါ့เนาะအဲ့ဒီနောက်မှာလည်းသူတို့လေရင်တွေနဲ့အချိန်ချင်းပုံလာကျဲတာကိုကျွန်တော်တို့ဒီဆက်သွယ်ရေးအထိုင်ဆက်တွေကနေပြီးတော့ဒါလေချောင်းရံတတိပေးတာတွေကိုလည်းအဆင်မပြတ်ချနိုင်ရပါတယ်ကြာပြောချင်တာက ဒီအင်ဒိုမျိုးကိုလက်တလောသူတို့ပြန်လဲပြီးတော့မယူနိုင်ဘူးသို့တော်လည်းသူတို့ရဲ့အထင်မှာကအင်ဒိုပြီးရင်ဒါကျွန်တော်တို့ကောလင်းခရိုင်အနေနဲ့ပင်လယ်ဘူးကဒီမျိုးစိမ့်တဲ့ဝဲပြီးသွားပြီကိုကျွန်တော်တို့စစ်ဖွေးပြင်းစင်သွားပြီပေါ့အဲ့တော့အင်ဒိုကလည်းပြီးသွားပြီပင်လယ်ဘူးကလည်းပြီးသွားပြီဖြစ်နိုင်ခြေရှိတာကဝန်သူဖြစ်နိုင်တယ်ပေါ့မင်းတို့ဝန်သူကမျိုးစိမ့်တဲ့ဝဲလို့ရဲဟိုမှာကြည့်ထားกว่าဆိုပြီးတော့မြေပြင်မှာဘာထိတွေ့မှုမှမရှိပါပဲဘာတက်ရင်တက်ဖွဲ့မှုမှမရှိပါပဲနဲ့တမင်တက်တက်ကို ပလိန်ကြီးလာပြီးတော့လျောနဲ့ခဲမှုလုပ်သွားတာပါအခုနာယီပိုင်းလေးတင်မှာပဲကျွန်တော်တို့ ਨੇ တစ်ဆက်တစ်ဆက်တည်းရှိတဲ့ကောလင်းမျိုးနဲ့အင်မင်လှရွာကိုလျောတိုက်ခဲမှုလုပ်သွားကြမှာတယ်ခင်ဗျအဲ့တော့ပြောချင်တာကဘာရှိလို့ညာရှိလို့လည်းမဟုတ်ဘဲနဲ့သူတို့ဘာသာသူတို့ခွေးစိတ်ပေါက်ပြီးတော့ပြည်သူကိုရန်သူလိုဆက်ဆံပြီးတော့ထရဆိုင်ပြီးတော့လုပ်နေတဲ့သဘောပါခင်ဗျဒါတော့ဘယ်ကျွန်တော်အကြံဉာဏ်ပြောလိုပါတယ်ခင်ဗျအဲ့တော့အစော်ဦးအချင်းခမန်းကြီးကတော့လူနေအိမ်ဈေးဆိုင်ရောဈေးဆိုင်ဆိုတာကဈေးဆိုင်ရယ်ဈေးဆိုင်လူလဲနေတယ်ပေါ့နော် ။နော်လူနေအိမ်တက်တက်ဆိုလည်းရှိပါတယ်။အဲ့တော့လူနေအိမ်ဒေးဆိုင်အပါဝင်လူနေအိမ်ရှစ်လုံးတော့ပြည့်စည်သွားပါတယ်။နော်ကျွန်တော်တို့နန်းခမ်းတိုက်နယ်ဆေးရုံဝင်တဲ့ကဆရာဝန်နေတဲ့တိုက်တလုံးလည်းပြည့်စည်ပြည့်စည်သွားပါတယ်ဗျ။ โอเคဒါကတော့အချမ်းဘက်စစ်ကောင်စီရပါတော့ဒီဝင်းသူမြို့နယ်ထဲမှာဘုံကျဲသွားတဲ့အခြေအနေပဲဖြစ်ပါရနော်အဲ့တော့အချမ်းဘက်စစ်ကောင်စီကတေးတိုင်းပဲဒီအင်ဒေါ်တို့ဘာလို့ကြာပြီးနောက်ပိုင်းမှာပါနော်ဒီဝင်းသူမြို့ကိုဘုံကျဲပြီးသတိပေးတဲ့ပုံစံပေါ့နော်တကယ်ပဲသတိပေးတဲ့ပုံစံနဲ့ဘုံကျဲသွားတာတွေ့ရပါတယ်နော်အဲ့တော့ဒီမှာရှိတဲ့ပြည်သူတွေကတော့ plain ပေါ့နော်ဘာမှလည်းမလို့တော့ဖုန်းဖုန်းနဲ့တော့သူစားတော့နေနဲ့ခါလိုက်တဲ့အနေထားဖြစ်ပါတယ် တော်တော်ကိုရက်ဆက်ရုပ်ပါတယ်မေးရလိုက်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသခိုင်းတို့မန်းလေးတို့မှာငလီကြောင့်အပြည်သူတွေဒုက္ခရောက်တယ်လို့ပဲပေါ့နော်ဒီလိုမျိုးတခြားနေတွေမှာလည်းဒီအချမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲမှုကြောင့်ပေါ့နော်ဒုက္ခရောက်တာလေးနေတောင်ကြာလာခဲ့ပါပြီနော်ဒီမှာဆိုရင်ကုညီကေစင်းမဲ့သူလည်းဘယ်သူမှမရှိပါဘူးနော်အလူငွေပေးမဲ့လူလည်းမရှိဘူးအစားအသောက်ပေးမဲ့လူလည်းမရှိပါဘူးနော်ပြည်သူကိုပြည်သူချင်းမဲ့ကုညီတွေကအနေထားတွေ့နေရပါတယ်ကဲကျွန်တော်တို့မတွေ့တာကြာပြီဖြစ်တယ်ဥကျော်လည်းအခုချိန်မှာဆိုရင်ဒီချမ်းမစစ်ကောင်စီရဲ့လုပ်ရည်တွေနဲ့ပတ်သက်ပြီးပြောလာတယ်နားအောင်ကြည့်အောင်နော် 你安那心了，没有毛病，听到了？你什么事安那心了？你平时自己安那心，吃亏不亏觉啦？谁不爱转转呀？好了，东西先转啦。走路不带脚步脚，东西只能没心气的，只能慢慢来，点点。谁不爱转？谁不爱转？东西要不比，东家啊，路。 တည်သူတည်တွင်းမှာရှိနေတယ်။နိုင်ငံသူနိုင်ငံသားတွေရဲ့အသက်ကိုကယ်ဖို့ကြတော့စိတ်မရှိဘူးလေ။ဟာတကယ်ဟာသားပဲနော်။မင်းတို့အဲ့ဒါကိုဟာလား။ဟာသားချင်းနဲ့မင်းတို့ကဒါပြီးတော့ support ပြောင်းပြောင်းမင်းတို့စဉ်းစားကြည့်နော်။အဲ့ဒါကိုဘာဖြစ်လဲ။နိုင်ငံတော်အစ်စ်ဝမ်းနေချီခွဲချီလေ။တကယ်ကောင်းပါမင်းတို့ တကယ်ဩလူရှင်ရောလူရှင်တော်လေးကောင်မင်းတို့တော့ပြက်လို့မကောင်းဘူးဟုတ်လားဟုတ်တယ်ငါတို့ကပါတယ်ငိုကမလူလူရီကမလူလူနဲ့ကောင်မင်းတို့တကယ်ဟာတတ်လို့ပဲဟုတ်လားဘာလဲနိုင်နိုင်ငံတော်အစ်ကွမ်းနဲ့ကြည်ခွဲခြင်းလေလားဟုတ်လားဟမ်ဒုက္ခပါလေကွာစောက်ရန်ရီရတယ်မင်းတို့စိတ်မိတ်ဆာဟုတ်စုနော်ပါလေမင်းတို့ချင်ထားတာကပြည်တွင်းမှာရှိနေပြည်သူတွေက ဟာမင်းတို့အာနာရှင်သက်ဆိုးရှိဖို့အတွက်ရစ်ပြူရစ်ပူတော့ပေးနေတယ်လို့များမင်းတို့ထင်နေကြဟာအဲ့လိုများမင်းတို့ထင်နေကြမင်းတို့ကောင်းနေွားတကယ်ဟာတာကောင်းနေနော်ပြည်သူကိုမင်းတို့မင်းတို့မင်းတို့ကိုစားရစ်ပူတော်တယ်လို့များမင်းတို့အဲ့လိုမျိုးများဟုတ်အော်တုံးထားရအော် မင်းတို့ကိုစားအတွက်ရစ်ပူတော်ဖို့အတွက်နော်သုံးထားတာလားမသိဘူးပြည်သူတွေကိုနော်တကယ်ကောင်းလေကဲဒါတော့ဦးကျော်ပြောလိုက်တဲ့ video file မျိုးဖြစ်ပါရဲ့နော်အဲ့တော့ James Sick Council ကသူမတည်ဖို့ပြည်သူတွေကိုပို့ပြီးတော့ညှင်းဆဲနေတဲ့အနေအထားဖြစ်ပါရဲ့နော်သူရှုံးတော့မှမို့လို့ပြည်သူတွေကိုပို့ပြီးတော့ရက်ဆက်တဲ့အနေအထားဆိုတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုချိန်မှာဆိုရင်ဒီ မြန်မာပြည်ထဲမှာပေါ့နော်ဒီကုလသမဂ္ဂကရအရာရှိလဲရောက်ရှိနေတာဖြစ်ပါတယ်နော်ဒါမျိုးသတင်းတွေကိုသူတို့လည်းကြားသိမှာနော်အဲ့တော့သူတို့စီသတင်းတွေဒီကြားအောင်ပေါ့နော်ပြပောက်ရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတဲ့ဟာတွေအပြင်ဒီကိစ္စတွေပေါ်မှာတကယ်ပဲပေါ့နော်အရေးယူနိုင်ဖို့သူတို့ကိုကျွန်တော်ဖိအားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးနေပြည်တော်လောက်မှာပဲပတ်သွားနေတာမျိုးမဟုတ်ပဲနော်ဒီလိုမျိုးဒေသတွေမှာလည်းရောက်ရှိနိုင်အောင်ပေါ့နော်ဖိအားပေးနိုင်မယ်ဆိုတော့တကယ်ကောင်းတဲ့ရလဒ်တွေရမယ်လို့ယုံကြည်ပါတယ်နော်အဲကျွန်တော်တို့ဒီနေရာတွေမှာတက်ကလည်း တံမြန်ထိုးစစ်အနေနဲ့ဆောင်ရွက်နေရရရှိတယ်အဲ့တော့မြေပြင်စစ်တီရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကအမြဲတမ်းအမြဲတမ်းနားဆွင့်နေသူတို့ဘာလို့လဲရိတ်ခါလားလက်နက်လားအစသဖြင့်ပေါ့ဗျာဒါလေးတွေကျွန်တော်တို့စီကနေကြားသိတာကြားသိအော်မြေစူးစားပါတယ်အဲ့တော့လက်ရှိအခြေအနေမှာလိုအပ်ချက်အနေနဲ့ဘာလဲဆိုလို့ရှိရင် drone နဲ့ဗျာနော်အခု drone kit drone ကစီရီဟစ်ကိုအပြောင်းလဲလုပ်ပေးနေတာကြီးတိတိကြီးနဲ့ဘာကြောင့်မို့လို့စစ်တီတွေမှာ drone မရှိရတာလဲ မင်းတို့ drone တွေအားတော့ဗမော်ရောက်နေတာလေဗမော်မှာပဲကျင်းနေကြတာအဲ့ဗမော်မှာလည်းသူတို့ drone တွေအများကြီးဒီကင်ရဲ့ပြစ်ချက်ထားတာနိုင်တဲ့အနေအထားတွေ့ရပါတယ်နော်စစ်သည်တွေကလိုအပ်တယ်လိုအပ်တဲ့ခါကျတော့အထက်ကိုတင်ပြတာအထက်ကိုတင်ပြတဲ့ခါကျတော့အထက်ကလည်းဘာမှမဆောင်ရက်ပေးဘူးဘာမှမဆောင်ရက်ပေးတဲ့ခါကျတော့အတတော်လေးကိုဆိုးတာပဲဗျာခင်ဗျားတို့ဒါတက်တက်ပေါ့နော်ကိုစစ်သည်ကိုဒုက္ခပေးရရောက်နေတယ်ပြည်သူစစ်မှုန်းခေါ်ဆိုတော့ခေါ်တဲ့သွားစစ်သားတွေရတော့ဗျာဟိုဘယ်လိုခေါ်မလဲဆိုရင်အဲ့တို့ ပြည့်ရတဲ့အမိတ်နဲ့တာဝန်ကိုကျေပွန်သာထမ်းဆောင်ပါနိုင်ငံကိုချစ်တဲ့တမတော်ကိုချစ်တဲ့စစ်တဲဝင်ခြင်းတဲ့ဒီမှာအများကြီးပဲအဲ့တော့ခင်ဗျားတို့ဒါမျိုးကကြိုးကြောင်လုပ်လို့ကောင်းတယ်နော်အဲ့လိုမျိုးရှောက်ပြီးတော့ဗျောင်းလင်းဗျောင်းစားတွေရှောက်ပြီးတော့မတရားဆင်းမှုထမ်းတဲ့ကိုဖမ်းခေါ်ပြီးမှာနော်တို့ဆွေမျိုးတွေတို့သားသမီးတွေမပါသေးတဲ့ကောင်တွေပြောနေတာပေါ့နော်တို့ဆွေမျိုးတို့သားသမီးအလေးကြမှာကောင်တွေခံရအောင်မယ်ဆုံးနေမယ်ဟေးဆိုလို့ရှိရင်တော့အဆက်တီတွေရဲ့ရင်ဖွင့်တာနေကျွန်တော်တို့အမြဲတမ်းနားထောင်နေတယ်လို့ပေါ့ဗျာနော်စစ်တီတွေရင်ဖွင့်လာပြီနော် တော့ရင်ဖွင့်လာပြီးကျွန်တော်တို့ကြားသိနေမြေတင်းနေရကြားသိနေပြီပေါ့ဗျာနော်ထပ်ကိုတင်ပြတော့လဲမချပေးဘူးအဲ့တော့ရန်သူအဲ့ဒီမှာရှိနေတဲ့စေသေးကြော်ဒီ AAPD app တွေအကောင်လုံးကရွာတွေမှာဝင်နေတယ်သူတို့က drone နဲ့အမြဲတမ်းကြည့်နေတယ် drone အမြဲသုံးပြီးတော့ရှောက်သွားနေတယ်ပေါ့နော်အဲ့တော့တက်မှာကသုံးစရာ drone မရှိဘူးနော်ထပ်ကိုတင်ပြလဲမချပေးဘူးအဲ့တော့ လက်နက်အားဖြင့်လည်းကြီးလိုက်မယ်ဟဲ့ဆိုရှင်လက်နက်လည်းသူတို့တေးခိုင်းတာလည်းသူတို့ခေါင်းလဲဆိုတော့တက်စုတစုတက်ခွဲတက်ခွဲရဲ့အင်္ဂါရက်နဲ့အညီခြာပြီးထားတာ မရှိဘူးအဲ့တော့မပြေမစုံ drone အခုလက်ရှိချိန်မှာတော့အစ်စ်ရဲ့ဒီအင်အားချိန်ဝင်ရှာကိုညှိပေးနေတဲ့ drone ရဲ့အာအဲ့လိုပြောရင်လည်းမမာဘူးမမာဘူးเนาะဒီတိုင်းဆက်သွားနေအစဉ်ပြနေမှာတခုခုကိုအပြောင်းလဲတခုအနေနဲ့တည်တည်ချာချာလုပ်ဖို့တော့လိုအပ်လာပြီ စစ်တိုက်မယ်ဟေးဆိုလို့ရှိရင်လည်းတိုက်ပါစစ်မတိုက်ဘူးဆိုလို့ရှိရင်လည်းရတယ်ဘာမှမဖြစ်ဘူးနောက်ဆုတ်လာလိုက်လို့ဘာမှမဖြစ်ဘူးเนาะနောက်မဆုတ်နိုင်ရင်လည်းတိုက်ပါအဲ့လိုပဲပြောရမှာပေါ့အခုလုံနေတဲ့ပုံစံငါးပွဲရငါးစားချပြီးတော့ဘတ်မော့ချီလို့ဆိုပဲဒီသိမ့်မကြခင်လာပြီးတော့ညုံမိုင်းတို့လာဝိုင်းတော့မယ်ဌာနချုပ်ကဘာမှမလုပ်မှာတော့ဘာထူးမှာလဲလေဌာနချုပ်ကိုဒီတိုင်းလွတ်ထားမှာတော့ဌာနချုပ်ဆိုသူတို့ပုံစံနေခွင့်မပေးရသူတို့တော့တောမှာပဲနေတောင်မှာပဲနေတွင်းတူးပဲနေကြိုက်တယ်လို့နေသူ့ကို ရက်တီခွင်းပေးလဲတိုက်မှာပဲရက်တီခွင်းမပေးလဲတိုက်မှာပဲဟုတ်လားတိုက်မဲ့အတူတူကတော့ဘာကြောင့်နိုင်ငံတော်ဘန်နာကိုဖင်ကူးထိုင်တဲ့တပ်မတော်တွေမှာတော့တည်တိုင်းပဲခိုးဆိုးလူနိုင်တွေပေါ်တဲ့အတွက်ပေါ့နော်သူတို့နေရာတိုင်းမှာလည်းမသုံးနိုင်အောင်ဆိုတာသိကြပါတယ်နော်နောက်ထပ်ကြည့်ရမယ့်သတင်းကတော့ Champions League ကောင်စီရဲ့ဒီဘုံကျဲပြည်သူတွေပေါ့ဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့ကိုစီရဲ့ပြည်သူတစ်ချက်တော့ကြည့်အောင်နော်စကလုံးတော်မရှိတော့ငလျင်ကြောင့်ပေကျင်ပြက်စီးတဲ့အလောင်းတော်အခုထိမကုန်သေးဘူးကဲထုတ်နေကြတာ နော်အခုဝန်းတို့ရဝန်းတို့နမ်ခန်းရွာကိုစစ်တပ်ကနှစ်ကြိမ်ဘုံကျဲတာခလေးငယ်လေးတွေကအပါအဝင်ပြည်သူ20ကျော်အကုန်တေးကုန်တယ်အလောင်းတွေပုံထက်နေတယ်ဟောတကယ်ဒီလူတွေရင်ထဲမှာလေငါတို့တားသမီးငါတို့ညီကုံမောင်နှမဆိုလဲစိတ်မျိုးလောက်တော့မတွေးဘူးလားမသိဒီ PDF စကမ်းမို့လို့တိုင်းသားလက်နက်ကင်စကမ်းမို့လို့ဒါမှမဟုတ်ဒီ PDF တွေဝင်နေနေရှိတဲ့နေရာမို့လို့ကျဲထိုင်တော်သေးတယ်အခုကဘာမှမဆိုင်ဘဲနဲ့ ပြည်သူလူတို့နေတဲ့ရွာပေါ်ကိုကျဲချတာမကူညီနိုင်ဘူးလားရတယ်မကူညီနိုင်ရင်တော့ပတ်ဖက်သွေးချောင်းစည်းတော်လုပ်ပြရရတယ်ရှင်းရှင်းလေးအခုကပြည်သူလက်ထက်အားလုံးမှာတမတ်ရှိနေပြီပေါ်သွေးထဲမှာဟုတ်နော်လက်ရှိတော်လှန်ရေးမှာအခုဒီနော်ဖိန်ထုတ်မှုကောင်းနေလို့ပြည်သူတွေအတိတ်တရားလည်း level မြင့်နေလို့အဲ့လိုမဟုတ်ဘဲနဲ့ဒီ IS တွေပုံစံမျိုးလှုပ်ပေးလိုက်မယ်ဆိုရင်စစ်သားတယောက်ရှိတယ်မလားစစ်သားပြန်မြင့်ခဲ့တဲ့မိသားတမိသားလူလုံး မီးလောင်တိုက်ပြန်မတွင်းခံထင်ကြိုက်တယ်လို့ပြောမင်းတို့ရွာတွေရောမီးရှို့ွားတယ်မင်းတို့ဒီကျန်းဖို့ပါတီဝင်တွေအဲ့ဒီစစ်တပ်မိသားစုတွေအကောင်ပြန်လုံးမဲ့ပုံစံမျိုးဟာမူရာပြီးကိုထဥပဒေမျိုးမဖြစ်လာဘူးပြောလို့မရဘူးနော်အဲ့ဒီအချိန်ကျမှနော်ဒီကောင်တွေအကျန်းဖတ်ပါတယ်မလုံနဲ့လုံးလုံးဆက်ငါတို့အကျန်းဖတ်ထားတာဘလောက်ရှိနေပြီလဲနှစ်ပေါင်းဘလောက်ခံရဖို့လဲနောက်ထပ်အတက်တွေဘလောက်ဆက်တည်အောင်မလဲနော်ဟုတ်တယ်ဒူးမီနဲ့စတဲ့ ပြည်သူတွေရဲ့လက်သုံးချောင်းတော်လှန်ရေးကိုလေရင်နဲ့ဘုံကျဲနေတော့မနိုင်တဲ့အောက်တန်းသားတွေမင်းတို့စစ်တပ်ကောင်တွေစောက်ချက်မရှိလို့ဟမ်စဉ်းစားကြည့်တော်လှန်ရေးစကားစမှာဘာမှမရှိဘူးလက်သုံးချောင်းနဲ့ဆန္ဒပြနေတဲ့ပြည်သူရဲဆက်ဖြိုခွင်းတဲ့အချိန်မှာမီးလောင်ဘုံတွေပြစ်တဲ့အချိန်မှာဘာလုပ်လဲတက်တောင်ရိုက်တဲ့ဗတ်တန်နဲ့အဲဒံဟုတ်ဘုံတို့ဒိုင်းတစ်ခုလုတ်ပြီးတော့ကောင်းစုပ်ပြီးတော့အဲ့ဒီဗတ်တန်နဲ့အဲ့ဒီမီးဘုံဘုံတွေကိုပြန်ပြန်ပြီးတော့ပြစ်ထုတ်တာမဲဒီပုံတွေကူတီထွက်လာသေးတယ်ဟုတ်တယ်နော်အဲ့ဒီအနေထားကနေအခုကျွန်တော်တော်လှန်ရေးဘယ်ထိရောက်လာလဲ မောင်းပြန်တွေကိုကိုကိုတိုင်ထုတ်လုပ်ပြီးထွင်းနိုင်နေပြီ drone တွေကိုကိုတိုင်တည်ဆင်းနိုင်နေပြီကျွန်တော်တို့တော်လိုင်းအင်အားစုတွေအားလုံးကလက်နက်တွေရှိနေပြီဟုတ်တယ်ဒါပေမဲ့ဘာကြောင့်သွားစနစ်နဲ့သွားနေလို့တော်လိုင်းရေးဘက်ကလှုပ်လို့ရွာလုံးချို့ပေခဲ့ရတဲ့ data ရှိလားတမပြည်သေးတဲ့ခလေးအပါကိုပြည်သူအစုလိုက်အပြုံလိုက်တေခဲ့ရတဲ့အရာရှိခဲ့တာဒါပေမဲ့လက်ရှိစစ်ကောင်စီကြောင့်တေခဲ့ရတဲ့ အဆုလိုက်အပြုံလိုက်နော်တဝူးတယောက်ချင်းစီမပြောဘူးနော်တို့ဖမ်းသွားပြီးတော့တတ်တာလေးပေါက်မလေးတွေလှုပ်တာလေးမပြောသေးဘူးအဆုလိုက်အပြုံလိုက်တက်ခံထီးရတဲ့အရာဘယ်နှကြိမ်ရှိခဲ့ပြီလဲအဲ့တော့ကျွန်တော်တို့ပြည်သူကဘယ်အထိဆက်ပြီးတော့ခံစားပေးအောင်မလဲနော်အဲ့တော့စစ်တပ်လော်ဘီတွေအနေနဲ့ငါတို့ဘက်ကဘာလို့လို့နိုင်ပါတယ်ဆိုတော့မှန်ပါတယ်ဆိုတော့ဟာမျိုးလော်ရင်တော့ဒါမင်းတို့ရဲ့တန်ဖို့မင်းတို့အရေးချင်းပဲဟုတ်တယ်နော်အခုကြည့်ဒီရောဘုံချက်ချပြည့်တယ်ဒီရောမှာအရင်200ပဲရှိတယ်ထား เนาะအခုကလေးကလေးငယ်အပါဝင်အမျိုးသမီးတွေရောเนาะပြည်သူစစ်စစ်တွေเนาะဟိုနေ့တော့မအရွယ်မြောက်တင်းတဲ့ကလေးတောင်တပုံကြီးအဲ့တော့ဒီရွာမှာအင်ဂျင်200ပဲရှိတယ်ထားတအိမ်ကို2ယောက်ပဲနေเนาะကျွန်တော်အမြဲပြော နေကြစကားပါဘာဖြစ်လို့တော့တောင်းတာနေအ ਨੇ ဆုံးတော့3ယောက်လောက်ရှိတယ်တအိမ်ကိုဒါပေမဲ့2ယောက်ပဲထားလိုက်ဦးဗျာပိန်ကို2ယောက်အင်ဂျင်200ရှိလူ400ရှိတယ်ဒီလူ400မှာ PDA ရှိလို့ဆိုတော့ခေါင်းစဉ်တက်ပြီးကျဲမယ်ဆိုရင်တော့ PDF ကဘယ်နှယောက်ရှိမှာလဲတနတ်မှလူတိုင်းမှမရှိတာရေယူဟုတ်တယ်နော်အဲ့တော့အဲ့ဒီ2 2မီလီမောင်းပြန်လေးကင်ထားတဲ့ဒီ PDF လေးလေး90ရောက်လောက်ကိုမနိုင်တာနဲ့အခုလိုအပြစ်မဲ့တဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်တွေအပါအဝင်အပြစ်မဲ့တဲ့ပြည်သူတွေအပေါ်ကိုဘုံကျဲချပစ်တဲ့လောက်ရဟာတိုင်းပြည်ကိုကာဝယ်စောက်ရှောက်တဲ့စစ်တပ်တစ်ခုရဲ့လောက်ရလားအကျံဖက်ဓမ္မစစ်သွေးကြွတွေရဲ့လောက်ရလားအဲ့တော့ပြည်သူကိုအကျံဖက်နေတာတွေဘာတူလဲဖျက်ရှင်းပါလား ။ဒါကြောင့်မို့အခုဒီလိုကိစ္စမျိုးတွေကိုနိုင်ငံတကာကိုပြက်ပြက်တာတာအော်ပြီးတော့ပြက်ပြက်တာတာပြဖို့လိုအပ်ပြီးကျွန်တော်တို့ပြည်သူတွေအတက်ဘလောက်ထိဆက်သေးရအောင်ပါလဲ။ရင်နာဖို့ကောင်းတယ်မကြည့်အရွယ်မြောက်တဲ့ကလေးတွေအဲ့ဒီကလေးတွေနေရာမှာအဲ့ဒီစစ်ဖို့ဒုတ်တွေရဲ့သားတွေတမီးတွေဖြစ်မယ်ဆိုရင်မင်းတို့စစ်ဖို့ဒုတ်တွေရင်ထဲဘလို့ခံစားကဲဒါတော့ကိုစီရဲ့သုံးသက်ချက်ပြီးလို့ဖြစ်ပါရဲ့เนาะအဲ့တော့ကျမစစ်ကောင်စီကတော့ခန်းစားချက်လည်းရှိမှာမဟုတ်ပါဘူးเนาะဒီကောင်တွေကတော့နားလည်းမလဲပါလည်းမဟုတ်ဘူးသူတို့ရဲ့နိုင်ဖို့အတွက်ねပြည်သူလူထုကိုစတေးနေတာတော့ ဒါကြာခဲ့ပြီပေါ့နော်ဒီပြည်သူတွေကိုစပြီးတော့ရန်သူတို့သဘောထားတဲ့အနေထားတွေ့ရပါတယ်နော်အဲ့တော့ဒီဘောမတစ်ဖွဲ့ရတာဘလုံးမပေါ့နော်သူအမြင်မှန်လဲရမှာမဟုတ်ပါဘူးနော်အခုချိန်မှာဆိုရင်ကျွန်တော်တို့မြန်မာပြည်ကဒီငွေလင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်နိုင်ငံတကာ ကယူဆိုင်မှုရနေတဲ့အချိန်မှာဒီလိုမျိုးချမ်ပတ်စစ်ကောင်စီရဲ့လုပ်ရည်တွေကိုပေါ့နော်နိုင်ငံတကာသိအောင်လုပ်ပြနိုင်တယ်ဆိုရင်တော့တကယ်ပဲကောင်းတဲ့ရလဒ်တွေလည်းထွက်လာမယ်လို့ယုံကြည်ပါတော့။အဲ့တော့ stay ရတူပဲ stay ရပြီပေါ့နော်။အဲ့တော့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ကျွန်တော်တို့တက်ဆိုင်ရာဖွဲ့အစည်းတွေကနိုင်ငံတကာသိအောင်ဒီလိုမျိုးပေါ့နော်ကုလသမဂ္ဂတွေအထူးရအောင်ပေါ့နော်။တိတိကျကျဗီဒီယိုဖိုင်ဓာတ်ပုံဖိုင်တွေနဲ့တော့တကွာပေါ့နော်တင်ပြပေးနိုင်နေဆိုရင်တော့အချမ်ပတ်စစ်ကောင်စီကိုကဘာရဲ့ကဘာပေါ့နော်အချမ်ပတ်စစ်ကောင်စီရဲ့လုပ်ရည်ကိုတိတော့တိတယ်ပေါ့နော်။ဒီထက်ပို့ပြီးတော့တိသွားအောင်ပေါ့နော်။လုတ်ပြနိုင်ရင်တော့ဒါ အကောင်းတရားလက်တွေတော့ရှိလာမယ်လို့ရုံကြည်ပါတယ်နော်အဲ့တော့ဗာပြပြောအခုဆိုရင်အချမ်းမဆစ်ကောင်စီရဲ့လှုပ်ရကြပါတော့ဒီမှာအပြည့်မဲ့ပြည်သူတွေကလင်းငယ်တွေတည်သွားတော့တကယ်ပဲစိတ်မကောင်းစရာပဲကောင်းပါတယ်အခု Telegram မှာဆိုရင်ပေါ့နော်ကြည့်ရစရာတော့မရှိပါဘူးနော်သူတို့ရဲ့ပုံတွေဆိုရင်တကယ်ပဲအချမ်းမဆစ်ကောင်စီရဲ့ရုံမှန်မှုမြင်တွေ့ရတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့တော်လိုင်းရေးရလေအမြန်ဆုံးပြဖို့လိုပါတယ်နော်အမြန်မပြဘူးဆိုရင်တော့ပြည်သူတွေကတော့ခံရအောင်မှာဖြစ်တဲ့အတွက်တော်လိုင်းရေးပေါ်မှာအားလုံးပဲဒီ ဝိုင်းဝင်းပြီးတော့เนาะတက်နေနေပုံကြပါစို့လို့တိုက်တွန်းရင်းကျွန်တော်ပြည်လို့ဆုံးသက်လိုက်ပါတယ်เนาะဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖက်မင်းအောင်လိုင်းရဲ့စစ်ဘေးလေရင်ဘေးငလင်ဘေးဘေးရည်တွေပေါင်းစုံပါကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ